British Army မင်္ဂလာပါရှင်ကျမတို့ channel ကလေးပြန်လည်ကြိုဆိုလိုက်ပါရှင် Granny ပြည်တပေါင်းစုံစစ်ဦးစီးအဖွဲ့ရဲ့ဦးဆောင်မှုဖြင့်ဘောလခေဖားဆောင်တို့မှရှိတဲ့ Carcass ခန်းများကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သား60ကျော်သေဆုံးပြီးလက်နက်မျိုးစုံ40ကျော်သိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ် ဂရင်းလီပီတပ်ပေါင်းစုစစ်ဦးစီအဖွဲ့ရဲ့ဦးဆောင်မှုဖြင့်ပေါ်လခဲဖားဆောင်တို့မှရှိတဲ့စကောင်းစီအခြေဆိုင်ကာကင်စကန်များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရတွင်စစ်သား60ကျော်တိစောခဲ့ပြီးလက်နက်မျိုးစုံ40ကျော်သိမ်းဆီးရရှိခဲ့ကြောင်းဂရင်းလီပီတပ်ပေါင်းစုစစ်ဦးစီအဖွဲ့ JCF ကထုတ်ပြန်ထားဖြစ်ပါရယ်မစလာလျင်းနေမှာစပီဂရင်းဘီနဲစစ်ဦးစီအဖွဲ့ JC အရဲ့ကုတ်ကဲမှုဖြင့်ဘောလခဲနဲ့ဖားဆောင်တော်မှရှိတဲ့စကောက်စစ်တပ်များကိုထိုးစစ်ဆင်တိုက်ခဲ့ကြရတယ် စစ်စဲစတင်ချင်းတလအတွင်မှာပဲအကျံပဲစကောင်စစ်တရဲဘူဟာတက်အချစ်ဆိုင်ကာကင်းမြဖြစ်တဲ့ဘောရခင်မျိုးနဲ့ကာကင်းမြဖြစ်တဲ့အမိုက်ချင်းကြောက်ခွဲစဲရေကျော်ရင်းနီပေါင်းဝမ်ပလန်စတဲ့ကာကစ်စခန်းမြတ်ကိုတိုက်ခိုက်တိတ်ပိုက်လိုက်လိုက်ခဲ့ကြောင်းသိရှိရပါတယ်အလားတူဖားဆောင်မိသက်တိုင်းရေစိတ်များကိုတိုက်ခိုက် ကန့်တတ်နိုင်ခဲ့ပြီးရင်ကာကင်းစခန်းတိမ်တိုက်ပွဲများအတွင်မှစကောင်းစစ်တပ်ဖွဲ့ဝင်60ဦးကျော်တိစုခဲ့ပြီးတချို့ကိုအရှင်ဖမ်းမိရရှိကလက်နက်မျိုးစုံ40နဲ့အကြီးမျိုးစုံတို့ကိုလည်းတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ် 2025ဇန်နဝါရီလမှစတင်ပြီးအကျန်းဘက်စကောင်းစစ်တပ်များဟာလွိုင်းကုန်မြို့နယ်မူပြင်းမြို့မှာဆက်ထားတဲ့လမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်တဲ့ကျိုးပတ်တစ်ဖြင့်စကောင်းစစ်တပ်များရဲ့ထိုးစစ်ကို Greeny ပြည်မှာရှိတဲ့တပ်ပေါင်းစုမှကုခန်းကာကွယ်ထရာကြောင့်ထိုးထိုးစစ်များကြောင့် Greeny တော်လှန်ရေးပူပေါင်းတပ်ဖွဲ့မှတပ်သားတချို့မှတရဲကောင်ပီတာစွာအသက်ပေးကာကွယ်ခဲ့ရကြောင်းသိရှိရပါတယ်။ ထို့ကြောင့်အချမ်းပဲစကောင်းစီရဲ့မိုးပြဲဒေတာတို့ထိုးစင်များကိုကတ်တန်နိုင်ရဲ့အတွက် Greeny ပြည်မှာရှိတဲ့တောင်းတဲ့တပ်ဖွဲ့များပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုပေါင်းဝင်ခဲ့တဲ့စစ်စင်ရဲများကို Greeny ပြည်တပ်ပေါင်းစုစစ်ဦးစီအဖွဲ့ JCF ကဖွဲ့စည်းက2025ခုနှစ်မှာအစပြီးခန့်စစ်နဲ့ထိုးစင်များစတင်ကုတ်ကဲခဲ့ကြောင်းအသိပေးထားဖြစ်ပါရယ် Green ပြည်နယ်တဝန်းလုံးတွင်စကောင်းစစ်ဘက်ကနိုင်တိုက်ခိုက်မှုအမျိုးမျိုးအားရပ်တန့်ထားခြင်းမရှိဘဲဆက်လက်လှုပ်ဆောင်နေတဲ့အခြေအနေများကြောင့်မိမိတို့တပ်မတ်ဘက်ကနေတပ်ဖွဲ့ BND ရဲ့ကစေးလုပ်ငန်းများအပေါ်မှာချိန်ညှိ၍မိမိတို့ကာကွယ်ထိန်းချုပ်ထားတဲ့ဒေတာနဲ့ပြည်သူများအပေါ်မှာစစ်ကောင်စီမှအကြမ်းဖက်တိုက်ခိုက်မှုများပြစ်လုလာသည့်အခြေအနေများအပေါ်မူတည်ပြီးစစ်စည်ရေးများကိုလှုပ်ဆောင်သွားမှာဖြစ်ကြောင်း Green ပြည်တပ်ပေါင်းစုစစ်ဦးစီးအဖွဲ့ JCA ကထုတ်ပြန်ထားဖြစ်ပါရယ်။ ကျောင်းတက်ဆက်ပြမို့ကျမမေခေတ္တနာကိုမြို့ပါရှင်အဘိနာဆုအတွေ့အတွေ့ကျေးဇူးတင်ရှိပါတယ်ရှင်